သူလေလမ်းညွန်စီရမလိုပါဘူးခြေတမ်းမှာထိုင်နေတဲ့ပုဂ္ဂိုလ်တွေကလည်းမဟာဒေကြီးရဲ့ရဲ့ပဲဝါ၂၀အောက်မှမရှိဘူးအလုံးဝါ၃၀ထက်မှပဲရောက်နေရတွေ့တယ်နော်မေလိုဒီကတကယ်ကိုနိုင်ကချုပ်ပြည့်တဲ့ရှင်ဓမ္မသီလီတာဘိဝန္တာဟောကတိတူကလည်းပဲမေလိုနိုင်ကချုပ်ရာထားတဲ့ရှင်သေစနာဟောဘက်ကလည်းတန်ကြီးတောင်းဒီဘက်မှာလည်းအများကြီးအားလုံးကြည့်လိုက်တဲ့အခါမှာ လောကသဘောတရားအရာတပည့်လို့ဆိုပေမဲ့ဒီနေ့အာလုံးကပါလားအာလုံးဆရာကြီးတွေကြီးဖြစ်နေကြတာအဲ့တော့နောက်ကတပည့်ရဲ့တပည့်တွေဆိုတော့အာလုံးမြေတပည့်တွေပေါ့ဒီဘက်ကတရားဓမ္မတွေအာလုံးကြုံပြီးတော့ဒီမှာဩဝါဒတဘုတ်တို့ရှုပ်ပြီးတော့ပြောခဲ့မယ်တပည့်တော့1348ခုလောက်တရားတရားပြီးရဟန်းတော် ူဇော်ဝဲလဘသွားကြတယ်။သွားကြတော့အဒီကအခုမာနိုင်ကရှုပ်ဆရာတို့ကိတရာပါတယ်။ဘောမကမာနိုင်မစိုးရင်ဦးညာနေကတော့ဒီကဥပဝတိတာတော့အဲ့လိုလင်း၅၆ပါလောက်လိုက်ကြ။အဲ့ကြတော့ဟိုမှာဟိုင်းမှာပွဲမပိုင်ရင်ပူဇော်ဝဲမလုတတ်တဲ့ဒေတာဖြစ်တည်တို့ကြောင့်ဇတ်တေရောအညိတေရောအာကိုစီစီကားလုပ်ပြီးတော့ပူဇော်ကြ အဲ့ဒီကအပြန်မှာဆရာကြီးတွေကကိုယ်ရခိုင်ဒေသဒီဘက်ပချံကိုကွာရခိုင်မှာမြေပုံကစပြီးတော့ဒီဘက်စေမြုံနေတဲ့မှာတကြတရားအဲ့ကိုစေကာလအတွင်းမှာပြီးဝန်သားမဟုတ်ပေါ့သေးဘူးတပတ်ပုံပေါက်လာတယ်ဆိုတော့အဲ့ဒီမှာစာသရေကြီးတခုလောက်ကြမယ်ဆိုပြီးတော့ဆရာကြီးတွေကစဉ်းစားကြတယ်စဉ်းစားကြတော့အဲ့ဒါကို ဆရာတော်ဥဒ္ဒါစာပြန်လို့သွားတဲ့တပည့်တို့ကျေးဇူးရှင်ဆရာတော်ကြီးကတိခဲ့ရတယ်အဲ့မှာဘာသူဘာမှမပြောဘူးမန္တလေးရောက်မှပြောမယ်ဆိုပြီးနှလုံးသားရှိပုံကြားတယ်ဒါပေမဲ့သူ့နှလုံးသားကပေါက်ကွေလာတယ်ဘယ်မှာပေါက်ကွေလဲဆိုရင်အဲ့ဒီကနောင်တိုဆိုတာဘင်္ဂလားပင်လူတက္ကရှင်စားဖြတ်တဲ့နေရာမှာမော်တော်မှာသူကအဲ့ကွင်းကြီးတဲ့ဘင်္ဂလားတက်ကြသေးအောင်လားကရှိပါကိုဝါမအောင်လားအဲ့ဒါကွင်းကြီးလို့ခေါ်တာသူ့ကိုကိုရေဘဝနဲ့ရောက်ခဲ့တယ်ဆိုတော့နော် ခုမင်းတို့လည်းငါအသက်50 50တက်ရောက်ပြီမင်းဒီလိုနှုတ်ကြိုနေတာမင်းနိုင်ငံနဲ့စကားပြောနေတာအခုကလည်းကွင်းကြီးမင်းတိုင်ရိုက်မှတ်တယ်လေတာရှိလာတယ်ရှိပါတယ်ဘုန်းကြီးလို့ပြောတယ်အဲ့ဒါမင်းတိုင်ရိုက်ငါပေးဆိုအဲ့ဒါနဲ့အဲ့ဒီမှာပါလာတဲ့တိုင်ရိုက်ပေးဖို့ကြားတယ်တိုင်ရိုက်ဆိုလူငယ်သဘောရရေးစရာရှိတာပွန်ပွန်လေးနဲ့ရေးမှတ်တယ်ဟာဘုန်းကြီးပါတဲ့ပြင်နေမှာပါတယ်ဗျာရေးမှတ်ပါတယ်ဗျာဆိုငါပေးဆိုထုတ်ပေးဖို့ကြားတယ် အသာလေးသူ့ရဲ့ကြေကောက်ကြေထားတယ်ဘာမှမပြောဘူးမျက်နှာလေးခက်တင်းနေနေပဲအဲ့ဒါနဲ့ကြောက်ပြီးရွှေနေတာရောက်တော့၃နာရီလောက်ကြာရင်ငါခေါ်တယ်ခေါ်ပြီးတော့ရမယ့်တန်ရိုက်တိမငါစာရေးထားတယ်သဘောပေါက်ဖိုက်တယ်အဲ့ဒီတိမရေးတဲ့ကြပြားတစ်ပုဒ်ကိုသူ့လက်ရေးနဲ့ငါတန်ရိုက်တိမရေးခဲ့တဲ့ကြပြားတော့ဖိုက်ပြတယ်တကယ်က ်ဆရာဦးတဲ့နိုင်ရေးတဲ့ကြပြာကိုသူကပြောင်းပြီးတော့ငါ့ကိုဆုံးမဖို့အတွက်နင်းနေပြင်ထားတာအဲ့ဒီကြပြာလေးကိုငါရွတ်ပြပါမယ်ကြုံခဲကြုံရတုံးဘဝယ်မြတ်ဗုဒ္ဓသာ ဖြစ်ပါညာလည်းရဲ့စွမ်းအားရှိသူမင်းလိုလူကမြတ်လူကြိုးအတွက်မဆောင်ရွက်ပဲကိုယ့်အမျိုးသားအတွက်သာဆောင်ရွက်ပါကဘဝသမိုင်းအလွန်ရိုင်းနေရေးလိုက်တာ။အော်မဆရာဦးတဲ့နိုင်လို့ရေးထားတာကအဲ့လိုမဟုတ်ဘူး။ ကြုံခဲကြုံရအတုံးတစ်ပါးဝယ်ဗုဒ္ဓသမိတာဖြစ်ပါညာလျက်စွမ်းအားရှိသူတဲ့တော်လူကမြန်လူကျိုးအတွက်မဆောင်ရွက်ပဲကိုကျိုးအတွက်သာဆောင်ရွက်ပါသံဃာရှုံးပြီးမှအဲ့ဒါကိုနေနေတော့ပြောင်းပြီးတော့ငါတန်ရာကြီးမှာဆရာသမားဆုံးဖြတ်မတာကကြုံခဲကြုံရအတုံးတစ်ပါးဝယ်မြတ်ဗုဒ္ဓသာဖြစ်ပါညာလျက်စွမ်းအားရှိသူမဲ့လူလူက အများကျိုးအတွက်မဆောင်ရွက်ပေကိုအမျိုးသားအတွက်သာဆောင်ရွက်ပါကဘဝသမိုင်းအလွန်ရဲလိမ့်နေတဲ့မင်းဘဝသမိုင်းမရိုင်းဖို့အတွက်မင်းကိုယ်တို့မွေးထုတ်လိုက်တာကသာသနာအထေးမှာရောက်ရှိလာသောကံကနာပေါင်းစုံလူမျိုးပေါင်းစုံပညာသင်ကြရာဖြစ်သောမစိုးရင်တကြီးမှာတကယ်နိုင်ကတွေကအမတန်မှလိုအပ်နေတယ်ရှေးပိုင်းကမရှိသလောက်ဖြစ်နေတဲ့အချိန်မှာငါတို့နိုင်ကကြီး၃ပါးကအန်တိုက်အားတိုက် အားလေးပြီးတော့မွေးလိုက်တဲ့အခါမင်းတို့ကစီနီယာရရှေ့ပိုင်းမှာဥဥပြပြထွက်ပေါ်လာတဲ့ပုံပုံတွေကဒီနိုင်ငံပေါင်းစုံလူမျိုးပေါင်းစုံအလုတ်လုတ်တဲ့နေရာဌာနမှာလုံမလုတ်ပေးနဲ့တကယ့်ကိုဒေတာတစုတဝေးအတွက်သာလျှင်လုံမယ်ဆိုလို့ရှိရင်မင်းရဲ့ဘဝကမတိုက်ရိုက်သွားမယ်အဲ့ဒါလေးကိုသူပါးစပ်နဲ့မပြောဘူးကလောင်သားနဲ့ရေးပြီးတော့တန်ရိုက်ထိမှရေးခဲ့တယ်မင်းသဘောပေါက်ဖတ်ဆိုဖတ်ပြီးတော့အဲ့ဒါကြွေးမထားပါဘူးနိုင်ဝက်တောင်ကြာဖတ်ပြီးတော့ သူပြန်ကလိုက်တယ်။ဘုန်းကြီးလိုပဲခေါ်တယ်ဆရာတော်လိုမခေါ်ဘူးငယ်တုန်းကပဲ။ဘုန်းကြီးဖြစ်စေရှင်တဲ့စန္ဒာတဲ့ဖြစ်စေရတပည့်တော်ရဲ့ဗိုက်တဲ့မှာရှိနေသောပရိယတ်ဒီစာပေမွေနိုင်တယ်ဟာဘုန်းကြီးပေးထားတဲ့မွေနိုင်တယ်ပဲရှိတယ်။ဒါကြောင့်သာသနာတစ်ခုလုံးအတွက်လူမျိုးပေါင်းစုံတိုင်းကနာပေါင်းစုံအလုံးတော်ဤအာရယာမိခိုရာဖြစ်အောင်တပည့်တော်ကြိုးစားပါမယ်လို့အဲ့ဒီတော့ကကြောက်မှာဂရိခာပြရတယ်။အခုလည်းပဲအဓိကပြောချင်တာကအဲ့ဒါပဲ။ ရှေးပိုင်းမှာတက်ကြသည်ဟာအောင်ပြီးတော့ဥဥဖြားဖြားမင်းမရတော့ဩဝါဒသည်တပည့်တော်တွေအဲ့ဒီဩဝါဒပဲနောက်ဆုံးဘဝနိဂုံရှုခါနီနောက်ဆုံးမှာတော့ပြုခေတဲ့မင်းမရတော့ဩဝါဒတပုတ်တခုရှိသေးတယ်ဒါတွေကလည်းတပည့်တော်ဆုံးမှသူကြံတဲ့တပည့်တွေကိုလည်းပဲသူဒီလိုပဲဆုံးမှလိမ့်မယ်လို့သူ့နှလုံးသားတွေကိုမြင်အောင်ထဲအောင်မဲ့တော့ပြိတ္တတွေပါတည်အောင်လို့နော်လွန်ခဲ့တဲ့9နှစ်လောက်က စံဘူးကိုဆရာတော်နောက်ဆုံးခရီးကျမ်းမာရေးသွားဆက်ဆက်ကြတယ်ဟောကြကင်ဆာကနံပါတ်30ရောက်ပြီဘယ်လိုမှမရနိုင်တော့ဘူးဆိုတော့ပါသွားတာကဒီကအခုမစိုးရင်မာနိုင်ကရှုပ်ဆရာတော်ဥက္ကဋ္ဌငါးနဲ့နှစ်ပါပါသွားတယ်ပါသွားအပြန်ကိုပဲ့တဲ့အခါလေရင်ကြီးနဲ့ပဲ့လို့ရလေရင်အသေးနဲ့ပဲ့မယ်ဆိုပြီးလုပ်တာငါကဆရာတော်ရဲ့ပရိသရာတွေယူပြီးတော့ဒီကစံဘူးအရလိုက်နေလာတယ်သူက လေရဲ့အသေးနဲ့ဥက္ကေသရာနဲ့လာမယ်လေရဲ့အသေးကိုတင်ခါနီးတို့ကဆရာတို့သွားတို့ပြီးတို့တခုခုများလမ်းမှာဇီဝင်ရှုပ်သွားလို့ရှိရဲ့မစွင့်တက်တဲ့အတွက်ဘာများမှားเสียရှိလဲတပည့်တွေကိုမှားเสียရှိလဲအဲ့ဒါကိုသူကရှောက်တယ်ဆရာတို့အရေးကြီးတယ်ဘာမှားเสียရှိတုံပြရတယ်ဘာပြောလဲအဲမင်းတို့နှစ်ပါးမင်းတို့နှစ်ကောင်းဘောဒီတိုင်းမသုံးနေသုံးဆိုင်ဘောဆရာတို့မသုံးတဲ့အတိုင်းမင်းတို့နှစ်ပါးမင်းတို့ကငါချက်မှိုက်ထားတဲ့ စသည်စာရှပြရတိလမ်းကြောင်းပေါ်မှာတသွေမသိမ်းချောင်းလိုက်နေသည်များကာလပတ်လုံးလက်ရှိကိုယ့်အလုပ်ကိုပြီးပြီးပြင်းပြင်းလုပ်နေသည်များကာလပတ်လုံးငါပြန်တော့မှုသေးဘူးလို့မှတ်တယ်ဒီဩဝါဒနဲ့ပေးခင်းတယ်ဆိုလိုတာကတော့တပါးကမစွန့်တက်တယ်ပါသူပြန်တော့မှုရမာတိုင်ကချုပ်ဖြစ်လာတယ်ငါကလည်းအောက်မှာပြမှာဓမ္မစီရတက်ကလို့တီတောင်းပြီးလို့လုပ်နေတယ်ဆိုအတက်ပေါ်မှာပြအောက်ပေါ်မှာပြပေါ့အခုလိုဓမ္မစီရပွေးရမယ်ပုံကိုယ်ဒီအတူဝေးထုတ်ထားတဲ့ တပည့်ကြီးနှစ်ပါးကိုလမ်းမလွဲစေရှင်တယ်ဒီလမ်းကြောင်းနေမှာရှောက်လမ်းနေပြန်ကာလပတ်လုံးငါပြန်တော့မမှုသေးဘူးတော့မှားတဲ့ဒီမာနာကြီးဆင်ရတော့သူတခြားအရေးကြီးတဲ့ကိစ္စပေါ်မြာမှားမလားလို့အောင်းမိနေတယ်အဓိကတာပဲဒီတော့အဲ့ဒီဩဝါဒကလည်းဘယ်လိုမှမင်းမရဘူးဟိုနေ့ကပြောတဲ့အတိုင်းပါပဲဖယားရှင်ပြိဋိမံစံတော်မူပါဒီအာနန္ဒာကိုမြင်ကြတဲ့အတိုင်းပါပဲနော်ယောအာနန္ဒာစသည်ဖြင့်မှားခဲ့တယ်ငိုနေလို့ဘာထူးမှလဲ မင်းတို့ငါပြိဋိဘံစံဖို့ပါကိုအကြောင်းပြုပြီးတော့သောကပတိတို့ကဖြစ်နေပြီးအစားငါဘုရားပတ်ပင်ယူဟောတာတဲ့ဓမ္မဝိနည်းရတွေကိုမပြောင်းပြဲ့ရအောင်ပို့ချသူသင်ကြားသူပုံစံမျိုးဖြင့်မျိုးဆက်တဲ့သာသနာကိုရှင်းသာလုပ်နေတဲ့ဗျာကာလပတ်လုံးငါဘုရားပြိဋိဘံစံတော်မူသေးဘူးဆိုတာဘုရားရှင်ကရှင်းအာနန္ဒာမှာခဲ့တယ်လို့တို့မစိုးရင်ဒီပတိမာနယကဆရာကြီးကလည်းပဲစံဘူးက မြန်မာနိုင်ငံတို့เนาะသူကပြန်ပဲ့တဲ့အချိန်မှာနောက်ဆုံးမှာပြုခဲ့တယ်။အခုဒီကိစ္စပြောနေတာငါပြန်လို့မဖို့အတွက်နောက်ဆုံးမှာနာပြုနေတယ်လို့မြန်မာအောင်မေးတယ်เนาะ။မဆရာတော်ဩဝါဒငါတမ်းပြီးတော့ဖိုက်ပြနေတာ။မင်းတို့ဖိုက်ရှင်တယ်ကအဓိကအဲ့ဒါမဟုတ်ဘူး။ဒီမှာအလုံးကဆရာဖြစ်နေကြသည့်အတွက်တချို့နေရာတွေမှာဒီပရိယတ်တိသာသနာကဆောင်ရွက်နေတဲ့ပုံကိုယ်တွေကမထင်ကြုံဘူးဆိုရင် သာသနာကမြန်မြန်ထိုးကြသွားနိုင်စရာတွေအများကြီးရှိတယ်။ဒါကြောင့်တို့ရဲ့ဆရာသမားဖြစ်ခဲ့တဲ့အမေရိကပြန်နေမှုသွားတဲ့ဆရာတော်ကောတော့ဒီမှာပြန်နေမှုသွားတဲ့ဆရာလူသားဆိုတော့ခဏခဏရှောက်တယ်။မင်းတို့စာပေအတိုင်းတာတခုနဲ့သင်ကြပြီးတဲ့နောက်မှာအရာရာမှာအတ္တနမတိရှင်းတဲ့တန်ပြီးတော့မဟုတ်ကြဘူးမပြောကြဘူးမဆောင်ရကြဘူး။တို့ရဲ့စာပေတည်းမှာ ပုဒ္ဒသုတ္တနုတော်မှာအစရိယဝါဒအတ္တနမတိဆိုပြီးတော့အဆန့်၄ဆန့်ရှိတယ်။အဲ့ဒီ၄ဆန့်ရှိတဲ့နေရာအတ္တနမတိဆိုတာပပဒုဗလာကိုအကုန်လုံးထိမှာပါလေ။အာအနေအဆုံးဖြစ်သည်ပဲညာအတ္တနမတိရှိတတ်တယ်ပြီးတော့ဘယ်တော့မှမလုပ်ကြနဲ့။အထာဂရတိယာတဲ့နော်အစရိယဝါဒပုံစံမျိုးနဲ့ရှိပါလျက်ကိုယ့်ရဲ့အတ္တနမတိကိုရှိတတ်တယ်ပြီးလှုပ်ရှင်ရတာသာသနာကိုယ်အောင်လှုပ်ကြံပေးလို့ဒီတည်းပြောတယ်။ဒါကြောင့်ဆရာသမားနေရာမှာရောက်ရှိနေကြတာမင်းတို့တွေ့လေပဲ။ ဘေးနေရာမှာပဲကြည်ကြည်ပါဠိဓာရတိကကောင်းကောင်းကျွမ်းရခြင်းချင်းကြည်တတ်တဲ့အဆန့်ရောက်နေမှာတို့အာနိရှေရှိလို့ရှိရင်အဲ့ဒါမျိုးတွေကိုအမရရပြပေးဖို့เนาะဒါလေးကိုတို့ကအဓိကထောက်ပြခြင်းတယ်ဒီလောက်ပြောယုံနေတော့မပေါ်ဘူးပရမကိစ္စဆရာသုတ်ဆိုင်တည်ပြီးတော့ပါလေဝိုဒီဖွင့်ရတယ်ပြီးမှပါလေဥဒါရုံထုတ်ရတယ်ငါလည်းဥဒါရုံတစ်ခုမှမတုပ်ဘူးဆိုမဲ့တော့သောပေါ့ရှင်ပါပေါ့မှာငါလည်းပြောရအောင်ပါเนาะဩစီရောက်သွားတယ် တနေရာရာမှာအခမ်းအနားကြီးတခုတွေ့ကြတယ်။ဩကသီလပေးလိုက်တယ်။ပေးတဲ့အခါတဂရမတွေကဆိုတဲ့အခါမှာထုံးစံတယ်လို့ကနမောတတ္တဘဂဝါတောအရဟတောမမမဗုဒ္ဓတ္တဆိုမှန်သားပဲတဂရမတွေကအဲ့ဒါကိုဆရာပြည့်တဲ့ပုဂ္ဂိုလ်ကဘုန်းကြီးတွေကအေးအဲ့လိုပါဠိကိုမဖတ်ရဘူး။နမောတတ္တဘဂဝါတောအရဟတော ဗမာဗံဗုဒ္ဓတတတနဲ့ဘဝတော်ကိုပေါင်းပြီးတော့ဖာအဲ့ဒီလိုတဂရမတွေကအမှန်ဖိုက်နေတာကိုသူတို့ကသွားပြီးတော့အတ္တနောမတိကိုရှေ့တတ်တယ်ပြီးတော့လုံးအတ္တနောမတိဆိုဆရာဆိုင်ဆက်ပေါ့ကွာကိုယ့်ဟာကိုယ်ကံကနာအနေနဲ့ဖြစ်စေဘဝရဏအုပ်စုတစ်ခုအနေနဲ့ဖြစ်စေယူဆတာကဒါအတ္တနောမတိဆန့်ရှိတာအကင်၍သာလေသင်္ဃာနာတင်ထားတဲ့အထာဂရတိကအထက်မှာထောက်တတ်ပါရဲ့ဒါကတော့အဲ့ဒီအတိုင်းပဲဥစ္စာပေးရမယ် အခုမယုတ်တီကဆိုပါဆိုနော်အရဟန္တဝေတနေဇာနိတုပြမနာဖန်ယုတ်ကိုခေါ်တယ်အဲ့ဒီမယုတ်တီကအထင်းမှာနမောတတ္တဘဂဝတောအရဟံတောပမ္မံမံဘုဒ္ဓတတိဧဝံဝုဒ္ဒပင်စပရိကဂါထာတဲ့ငါပရရှိသောဂါထာလို့တိတိကျကျဖွင့်ထားသေးတယ်ဖွင့်ရမဟုအနောက်ကနေပြီးတော့ဓာန်ဒီဝက်ကြတက်လာသေးတယ်ပတ္တုသာသနေဟိလောကီယေသန္တံအနဘက်ကိတွာ ဧတာပြင်စပရိကာတိဝုတ္တာတိတတ္တဘာလို့လည်းတတ္တဘာကရိယာထပ်ဆက်တယ်ဟိတရေဝသစ္စာရှေ့ကနမောတ္တတာဆိုတဲ့ပါဠိတွေငါပရရှိတဲ့ဂါထာတစ်မျိုးဆိုတာမှန်ပါတယ်တဲ့လောကီယေသန္တာပတ္တုသာတိဖယားမြတ်စွာသာသနာ့ထဲမှာလောကီယေသန္တာအနာဘကိတောလောကီသံဃာကိုငိတ်ကွယ်သမှုဂိယုမဆိုင်ပေးနဲ့ဧတာဤနမောတ္တတာဆိုတဲ့ပါဠိတော်ကြီးကိုပြင်စပရိကာဂါထာရုတ်တာတိတတ္တဘာ ငါပရာရှိသောဂါရာရေလို့မုတ်ရှာသိမ့်သည်မှတ်သားကြပါလေလို့မင်းတို့ပန်ယုတ်တီကအရန္တဝက်ယမနာပန်ယုတ်ကိုကွာအရန္တဝက်တနေဇာနီတော့ဖွဲ့မှာတက်ရိုက်ပါတယ်ဒါကြောင့်နမောတတရွတ်တဲ့ကနမောတပုတ်တတတပုတ်ဘဂဝါတတပုတ်အရာဒတပုတ်သမ္မာသာမုဒ္ဒတတပုတ်ငါပုတ်ခွေပြီးရွတ်မှသာလျင်ငါတို့ယူပသိတိစေကံရလေဝိပတ္တိယတပဒငါပုတ်ခွေပြီးရွတ်မှသာအဲ့ဒါမှလိပ်ပြီးတော့အငြင်းပေါ်နေတယ် ိုယ့်ရဲ့ဆရာဆိုင်ဆက်အတ္တနမတိကိုရှေ့တန်တန်ပြီးတော့ဆရာကဒီလိုဖတ်လဲဒီပြန်နောက်ကပုဂ္ဂိုလ်တွေကဒီလိုဖတ်မှကိုယ်ပတ်ဝန်းကျင်မှာရွတ်နေတာကိစ္စမရှိဘူးကြံတဲ့နေရာတွေကလက်ပြီးတော့ဒီမပြင်းနေကြတဲ့အခါကြတော့အာစရိယဝါဒကိုရှေ့တန်မတန်ပေးနဲ့ဘာဖြစ်သွားကြလဲအတ္တနမတိကိုရှင်းနိုင်တယ်ဘယ်တော့မှမလုံနဲ့မဲလို့လားဆရာကြီးတွေဖြစ်နေရပြီနော်အဲ့ဒီသာဂရတိဃတွေထဲမှာတိတိကျကျမင်္ဂနာတင်ထားတဲ့ပါဠိရှိပါလေရဲ့ဆရာဆိုင်ဆက်ပါမ ဝါဒဘုံဝါဒအတ္တနမတိဆန့်တော်ကိုရှိပါတယ်အဲ့ဒါကိုရှင်းတဲ့တင်ပြီးတော့အကောင်လုံးကိုလိုက်ပြောင်းနေကြသာသနာအတွက်အာနိရှေကျန်တဲ့ဟာလေးပဲအများကြီးရှိပါတယ်ဒါဥဒ္ဒါရုံတစ်ခုအနေနဲ့ပြောပြတာဒါကြောင့်အလုံးပြိတ္တတွေကိုတပည့်တော်ကအဓိကပြောရှင်းတာကနော်ပရိယတိတမ္မောနာမတိဝိတံမိပတ္တံမပရိဋ္ဌာဝေဒီဆိုသည့်အတိုင်းပရိယတိတတ္တံမသည်ပတ္တံမသုံးဖြာသာသနာတော်ကိုမောက္ခံသည်တေတန့်စေနေတဲ့တတ္တိရှိသည့်အတွက်ကြောင့် တသမသက်ကေဆံဩဒေသရာဩဒေသဗေဒာမိမိသင်ကြားထားတဲ့ပရိယတ္တိစာပေကိုမမေ့ပြောင်းရအောင်ကိုယ်တိုင်နဲ့သင်သူများကလေးပို့ချသိဇံယံကရောဓာကျက်မှတ်ပြီးဖြစ်တဲ့စာပေတွေကိုလည်းဘယ်တော့မှမမေ့လည်းမေ့လို့မနေရနဲ့ဧကောပိကုလဘုတော်သာသနေပပ္ပစိတ်စွာတက္ကလသာသနာပရိဋ္ဌာဘေတိအာသရကုလဘုတ္တပရိယတ္တိဘုသူတာနဲ့ပြည့်စုံသောပုဂ္ဂိုလ်တစ်ပါး နေရာဌာနတစ်ခုမှာအလုတ်လုံနေပြီဆိုရင်အဲ့ဒီနေရာဌာနမှာသက္ကလသာသနာပြိဋ္ဌာဝေတိဘယ်တော့မှသာသနာမကွေနိုင်ဘူးဒီကနေ့မစိုးရင်နိုင်ကဖွေဝဲเนาะအရှင်ဓမ္မသီလိတာဒီနေရာဒီဌာနပေါရတိတ်မှာလာပြီးတော့မင်းတို့ဘယ်ဗုဒ္ဓရဲ့ပြိယတ်ဒီဝင်လိုက်ကိုဖြန့်ဝေပြီးတော့ပို့ချသင်ကြားနေတဲ့များကာလပတ်လုံးဒီပေါရတိတ်ပတ်ဝန်းကျင်တစ်ခုလုံးမှာသာသနာပြေလို့မှမကွေပြောင်းနိုင်ဘူးလို့တို့ကခိုင်တာတဲ့ဘာကြောင့်လဲဧကောပိကုလဗုဒ္ဓသာသနာပတ်ပဲစိတ်တော့ သကလသာနာပရိဋ္ဌာပေတိဒီပါဠိတွေကရှိနေတယ်ဒီတော့မင်းတို့တပည့်ပရိသတ်တွေကလည်းပဲအဲ့ဒီလိုပဲကိုတက်တည်ထားတဲ့ပရိယတ်ဒီနဲ့ကိုဘာသာကိုလူမျိုးကိုသာသနာကိုယဉ်ကျေးမှုမွေနိုင်တယ်ဘယ်တော့မှမပြောက်ပြက်ရအောင်တို့တွေဟာအလုံးလို့ရပဲပတ္တန္ဒီကာယုကသဗ္ဗပတ္တနာဟိတကာရဏအဒရံပနာပပေတံဒုက္ခဟေတုနာတံတယောဒီနိတိကတော့ဘယ်ကလာမှာငါငေတော့ရထားတဲ့နိတိ ပဒံပရိယတ္တိကန္တတူရာလုံငတ်တံပฏิပတ်တိဝါသတူရာသဝိပဒနာတူရာလုံငတ်တံဒီတံဝံနှမျိုးတမျိုးမျိုးကိုထမ်းဆောင်ရရရှိကြသောဘုရားသားကျော်သင်္ဃာတို့ဤဒီဃာယုကံဘဝတကုမှာအသက်ရှိရှိနေရခြင်းသည်တပ္ပတ္တနာအဲ့ဒီပတ်ဝန်းကျင်မှာမိတန်းနေကြတဂါရေကဒါယိကံမှာပုဂ္ဂိုလ်သတ္တဝါအာလုံးတို့အတွက်ဟိတ္တကာရဏအကျိုးစီးပွားဖြစ်ဖို့အဓိကအကြောင်းတရားဖြစ်နေပါတယ်အာသတံပရိယတ္တိ ပฏิบัติလုပ်ငန်းကဲกว่าဒူရဝိမု ക്ത ပုဂ္ဂိုလ်ဆိုတဲ့ဗာလေအတ္တရပရိယလေအနေထောင်းမရပฏิပတ်လေအနေထောင်းမရသောပုဂ္ဂိုလ်တို့ဤဒီဃယုကဘဝတခုအသက်ရှင်နေရခြင်းသည်ဒီလိုပေးရမှာလားဒါမှမဟုတ်အတ္တရအမျိုးပါသာသာသနာယုကိုဆောင်ရွက်ရမှာမသိကြဘူးဆိုအတ္တသဘောလူဒန်းစားတို့ဤဒီဃယုကဘဝမှာအသက်ရှင်နေရခြင်းသည်ဒုက္ခဟေတုသဗ္ဗတ္တနာကျန်တဲ့ပုဂ္ဂိုလ်တွေအတွက် ဒုက္ခရောက်ကြောင်တက်တက်တာဖြစ်တဲ့နတ်တန်တွေဘယ်တော့မှယုံဝတ်တန်ပြမရှိကြစင်တဲ့လောကမှာရှိနေတဲ့ပရိသတ်တွေကိုလူဝဲဖြစ်စေယဟန်ဖြစ်စေခွဲခြားလိုက်လို့ရှိရင်ပတ္တအတ္တအမျိုးပါသာသာနာကျိုးကိုဆောင်ရွက်လို့သစိတ်တက်ထက်မှန်ကြကုန်သော ပရိယပฏิပတ်လုံငတ်တောင်းဝန်ကြီးပွန်သာထားဆောင်လို့ကြကုန်သောပုဂ္ဂိုလ်တို့၏ဘဝတကုမှာအသက်ရှင်နေရခြင်းသည်အလုံးသောပုဂ္ဂိုလ်တတ္တဝါတို့ဟိတဒုက္ခဖြစ်ဖို့အကြောင်းတက်တက်သာရှိပါတယ် အဲ့ဒီလိုမျိုးဘာသာသနာကျုပ်ကိုဆောင်ရွက်လို့စိတ်ကြမရှိကြဘူးကအတ္တသမလူနန်းစားတို့ယဟန်ဖြစ်စေလူဖြစ်စေအသက်ရှင်နေရခြင်းဒီကျန်တဲ့ပုံကိုယ်တွေအတွက်ဟိတတုကဖြစ်စေအကြောင်းရှိဘူးဒုက္ခရောက်ကြောင်းတက်တက်သာဖြစ်တာဒါကြောင့်ဘုရားမြတ်စွာဘာသာနာထေမှာဖရာသားတို့သမိတို့မြတ်ပိသရှင်တို့ရှိရင်ကိုရရှိထားတဲ့ဘဝသည်အာလုံသောပုံကိုယ်တို့အတွက်ဟိတတုကဖြစ်ဖို့အတွက်တာနေဖြစ်ရမယ်ဆိုရင်နှလုံးသားပိုင်ရှင်မျိုးဖြစ်အောင်ကြိုးစားဖို့အမတန်မှ ရေးကြီးပါတယ်တပည့်တော်တို့ပြန်လည်မှုသွားတဲ့ဆရာတော်ဥဒ္ဒဇာဓမ္မရဲ့အဆုံးမှာပေးနေတဲ့စကလုံးအရာဆိုရင်တော့အတ္တနာ ကုတီလက်ခိလူတိုင်းလူတိုင်းကိုယ့်ကိုယ်ကိုကြက်တဲ့ရှိအောင်ကိုယ့်သာသနာကိုယ့်လူမျိုးကိုယ့်နိုင်ငံကိုယ့်ဘာသာသာသနာကိုတကယ်ရှိပါတဲ့ဆိုတဲ့ပုဂ္ဂိုလ်မှန်တယ်များအတ္တနာကုတီလက်ခိကိုယ့်ရဲ့ဘဝသမိုင်းကိုအများသူကအတူယူစရာကောင်းလောက်တဲ့သမိုင်းတစ်ခုကိုတော့ရေးထုတ်နိုင်အောင်ကြိုးစားရမယ်အလည်းကိကုရုတိတ်တနာ အဲ့ဒီလိုမှကိုယ့်ဘဝသမိုင်းကိုလှမ်းမအောင်ရေမရေထိုးနိုင်ကြတော့ပုံကိုယ်တွေကြတဲ့အခါမှာတော့သာသနာအတွက်တိတ်နှိတ်သာတာမရှိတော့ဘူးဘဝသမိုင်းကိုရေထိုးတဲ့နေရာမှာနောက်ကပုံကိုယ်တွေရေထိုးရတာမဟုတ်ဘူးသာရိပုတ္တရာကသာရိပုတ္တရာရဲ့သမိုင်းရှင်အာနန္ဒာကရှင်အာနန္ဒာရဲ့သမိုင်းဥပါလိကဥပါလိရဲ့သမိုင်းလူဝဲကြောင့်ပုံကိုယ်ထင်းမှလည်းပဲအနာရမဝိတာခါတို့ကသူတို့ရဲ့သမိုင်းကိုလှမ်းပောင်းရေထိုးကြတယ်သာသနာနဲ့ဆက်ဆက်ပြီးတော့လူဘဝလူခန္ဓာကိုရရှိလာတဲ့ပုံကိုယ်ပန်သမျှတယ် ို့ရဲ့ဘဝသမိုင်းတစ်ခုကိုတော့အများသူကတွေ့ယူစရာကောင်းလာအောင်ဟာလေတပည့်တော်ရေးထိုးနိုင်မှသာလေကိုယ့်ရဲ့သာသနာခြင်းမှာရကိလှစွာသောပပ္ပစီတာဘဝတုံဘာကိုထိတ်ထိတ်တန်တန်ရမယ်တက္ကရာမတွေအနေနဲ့လည်းပဲထိုးတူပဲမနုဿတာဘဝတုံဘာကိုထိတ်တန်တန်တန်ရမှာဖြစ်တယ်နောက်ကတက္ကရာမတွေကလည်းပါတီအတွက်ကြောင့်သူတို့အတွက်ဩဝါဒတစ်ပိုင်းလေးလောက်တော့နင်းနေထိပ်ပေးလိုက်မယ်ဟုတ်လားဖယားရှင်က ဘုရားတရားပင်ကယရဏသုံးပါးကိုကိုယ်ကိုစိတ်ကြိုက်တဲ့ဗုဒ္ဓဘာသာဝင် ဥပဒကသရေသည်သရေတာယကဒါယိကာမဆိုရတဲ့အရေးကြီးဆုံးဥပဒကုံရေစေပါထင်းမှာနံပါတ်၁အမတန်မှအရေးကြီးတယ်ဥပဒကောပန်ကေနသမာနာဒုက္ခဒုက္ခဟောတိဥပဒကောယရဏသုံးပါးကိုတိုင်ဝင်ယုံကြည်တဲ့ငါပြားရဲ့သားတို့သမီးတို့ပိသတို့သောတာယကဒါယိကာမပေါင်းသူတို့ကောင်းတွေဟာ ိုင်ကေနမိမိကိုယ်ကိုယ်စိတ်ကပြိယပြိပတ်လုံငန်းတောင်းဝန်ကြေပေါ်စွာထမ်းဆောင်ကြသောဓမ္မရအမိရသောသင်္ကာစိတ်သင်္ကာမှန်နဲ့တမာနာဒုက္ခတို့ကိုဟောဒီရှမ်းသာဆင်ရင်မကွေးဒီမြဖြစ်နေရမယ်နံပါတ်၁ကိုယ်သာသနာကိုတကယ်ရှိပါတယ်ကိုယ်အမျိုးပါသာသာနာကိုတကယ်ရှိပါတယ်ကဘာတေတွေဗုဒ္ဓရဲ့အဆုံးအမတရားတွေမပြောက်เสียหูอวิสสาหมองดูจำเนี่ยแหละโลกายีมาอวิสสาอะไรน่ะอเมนน่ะชื่อเนี่ยมั้ยโซ่แต่ ဗုဒ္ဓဘာသာသမီးတို့မှန်လို့ရှိရင်ဘုရားသာသနာ့ကျင့်မှာပရိယတ်ဒီစာသင်စာရှာလုပ်ငန်းထမ်းဆောင်နေကြသောပုဂ္ဂိုလ်တွေပฏิပတ်တရားကိုတကယ်ကျင့်ကြံကြည့်ပါအားထုတ်နေကြသောပုဂ္ဂိုလ်တွေနဲ့ချမ်းသာဆင်းရဲမကွေ့တူများဖြစ်နေရမယ်တဲ့ဒီနှလုံးသားမရှိဖြစ်နေရမယ်။နောက်ဒုတိယတပည့်တော်များသဘောကျတာကစိညာသာသနာပရိဟာနိဒိဋ္ဌောအဘိဝတိယဝါယမတိမြတ်စွာဘုရားသာသနာခိတ်ကာလအာလျောစွာဆုပ်ယုပ်ဖို့အကြောင်းအရာများ အရရောက်ထဲမှာပြဲဆိုရင်အပိဝတ္တိယဝါယမတိခါတိုင်းလိုပုံမှန်နဲ့သွားလို့မရတော့ဘူးခါတိုင်းတဲ့ကိုယ်မှရှိတော့ကိုယ်ပိုင်းသိပြန်ပို့ရပို့ရအစရမယ်ဒီလက္ခဏာလေးပါလာတယ်ဒါကဒီကနေ့မျက်မှောက်ပဲကြုံတွေ့နေရတဲ့ကာလအတိုက်တာဆိုရင်သာသနာသည်တန်ခါအရေးအတွက်နေလာသည်နဲ့အမျှเนาะအနှုတ်လက္ခဏာဖက်သွရောက်လာတယ်အပေါင်းလက္ခဏာဖက်သွမရောက်ဘူးဒီတိုင်းဖြစ်နေတယ်ဒီအချိန်ကာလမှာတပည့်တော်ရဟန်းပရိသတ်ရောလူပရိသတ်ရော ခါတိုင်းတဲ့ကိုတာမဲ့ကြီးဒုက္ခမရရောင်တိဆောက်ပြီးမှကို့မှာရှိသောခွန်အားဖြင့်ပို၍ပို၍တပည့်တော်တို့အားစိုက်ပြီးတော့အလုပ်လုပ်ရမယ်ဆရာနဲ့တက်ကလက်တွေ့ပြီးတော့ဒါပေမဲ့အပြစ်ဉာဏ်နဲ့ရှင်ပြီးတော့သာသနာကိုစောင့်ရှောက်မှသာလျင်တပည့်တော်တို့ကတိုးတက်တယ်အမနာတာပြောရလို့ရှိရဲ့နော်သာသနာတိုးတက်တယ်ဆောက်ရုပ်တယ်ဆိုတာကိုဘာနဲ့တိုက်တာမှာလဲဒီတော့တပည့်တော်ကစာချဖုန်းကြီးဆိုတော့ရှင်ပြန်များတဲ့အလုံးဓမ္မစရာဆိုတော့ တတ္တိယမင်္ဂလာခန်းကစာတပိတ်လေးကိုစာငါးကျောင်းလောက်တော့ထုတ်ပြီးရတပည့်တော်နေကုန်ရှုပ်ပါတော့မယ်နော်တတ္တိယမင်္ဂလာခန်းမှာဘုရားပြိဋ္ဌိမှာစံပြီးတော့235နိုင်မြောက်တတ္တိယသင်္ဃာနာတင်ပြီးတော့ရှင်မောဂလိဗုဒ္ဓနဲ့အာသောကဘုရင်ကြီးတို့တိုင်ပြန်ပြီးကိုယ်နဲ့ကိုယ်ဌာနပါဒနာပြုဖို့ဆေလွှတ်လိုက်ကြတယ်မြန်မာနိုင်ငံသို့ရှင်သောနာဥဒ္ဒရာသို့ရောက်လာသလိုဘောဘက်ကတီဟောသော ရှင်မင်းသားတို့မောင်နှမပေါ့နော်ဘင်္ဂမေတ္တထေရီတို့ရောက်ရှိသွားကြတယ်ဒါမြဲသူတို့က135နေမဟုတ်ပါဘူးဟိုမှာသူ့ရဲ့ပါလေဆန်းရှိစေရှိတဲ့ပေါ်ပါနာမှာတဲ့ဝိသပြည်နေလားမသိအဲ့မှာနင်းနေလောက်56ကိုလာတော့ကြာသွားသည်တို့ကြောင့်မင်းနာမတေကတော့တီဟောရောက်တာ136ခုလောက်မှာမှာရောက်သွားတယ်ကဲအဲ့ဒီရောက်သွားတဲ့အချိန်မှာ တီယောနိုင်ငံရောက်တော့ဒီကတတ်တို့မွေတို့တွေကလည်းအကုန်ပါတော့တယ်ဘောဒီဘင်ကလည်းပါတော့သည်တို့ကြောင့်တခြားတခြားကိုယ်နဲ့ကိုယ်တန်တာပါဒနာပြုတဲ့နေရာမှာကြံတဲ့ပါဒနာပြုပုံကိုယ်တွေတဲ့အထုဖွင့်ရေကိုရတော့တာကရှမ်းမင်းတတ်တို့မောင်နှမတီဟောရောက်တယ်သူတို့အဲ့ဒီမှာတရားတွေဟောကြတယ်နော်ပါဒနာပြုကြတယ်ပိုင်ကန်းဝါဝါမြင်ရင်ဒီပုံကိုယ်ဟာဖုတုဆိုင်ပါရဲ့လို့လက်ညှိုးထိုးပြစေမရှိတော့ဘူးပဲဗုဒ္ဓဘာသာဖြစ်ကုန်ကြတယ်ဗော လူဝကြပုဂ္ဂိုလ်တွေလည်းအလုံးသာရဏုံတည်ကြတယ်။ကဲအဲ့ဒီမှာဒေဝနာပိယဒိတ်သမင်းကြီးကသာသနာပြုကောင်းဆောင်မိန်ဒမတိကိုလျှောက်တယ်။ဟာလားပဋိတိတန်နုံခောပန်းတေသာသနာတပတ်ပဏိတိပိအရှင်ဘုရားတပည့်တော်တို့သီဝနိုင်ငံမှာဘုရားဘာသာမဟုတ်တဲ့ပုဂ္ဂိုလ်တယောက်မှမရှိတော့ဘူး။ အာလုံးလူပုဂ္ဂိုလ်မှန်သမျှယန္နာသုံးပါးကိုကိုစိတ်ကြိုက်တဲ့တကယ်ကိုအာလုံးဥပဒကပုဂ္ဂိုလ်ဖြစ်နေကြပြီယဟမတ်တပြသင်္ကန်းဝဝမြေပုရုဇိမ်ပါရဲ့လို့လက်ညှိုးထိုးပြစရာမရှိလောက်အောင်ဒီလိုတိုးတက်နေပါပြီဒီတော့ပဋိဒိတန်နုခောဘိုင်းဒေသာသနာတမ္ပပန္နိတိပဲတပည့်တော်တို့ဒီဟောမှာသာသနာတည်ပြီးမဟုတ်ပါလားတဲ့ချက်တယ်မိန်နာမတည်ဖြစ်တဲ့စကားတပည့်တော်သဘောပေါက်လို့သဘောကြံလွန်လို့ဘာဖြစ်လိုက်တော့ပဋိဒိတံမာရာဇာ တုံမကတံပပန်းနေမှုလေသာသနာသင်တို့ရဲ့ပြီးခေါ်မှာမှန်တယ်တကားတို့ပြောတဲ့အတိုင်းပဲသာသနာတည်ပါပြီတဲ့မူလာနိပါဏနာဩဒရန်တိအမြင့်တို့မဆင်သေးဘူးလေသာသနာတည်ယုံတည်တဲ့အမြင့်မဆင်သေးဘူးဟောဒီတောက်ရေမနိုင်တဲ့ဒီဘုံမှာတင်ထားတယ်တည်နေတာပဲခုံကိုလှုပ်လိုက်နေတဲ့စောင်းလိုက်နေတဲ့တပြည့်နဲ့အရှင်မြွေးပါလေလင့်ကြသွားနိုင်တယ်ဆိုတဲ့သဘောကိုဖြစ်လိုက်တယ်သာသနာတည်လို့တည်နေပြီပါရောမူလာနိပါဏပါဏနာဩဒရန်တိသာသနာအမြင့်တို့မဆင်ဘူး အဲ့ဒီချိန်မှာဘုရင်ကြီးကတူဝေသားတယ်ရှင်ပြတနင်္ဂနွေလုံးဗုဒ္ဓဘာသာဖြစ်နေပါလေရဟန်းမြင်ရဲ့ဖုရုဇင်ပါရဲ့လို့လက်ညှိုးထိုးပြစရာမရှိတော့အောင်ဒီလောက်ဒီစေကနေပါလေတပည့်တော်တို့သီဝနိုင်ငံမှာဘယ်တော့မှအမြင့်ဆင်းပါလေသာသနာတည်ယုံဝိတ်တည်သေးတယ်ဘယ်တော့မှအမြင့်ဆင်းပါလေဘယ်တော့မှစိတ်ရှာမှာဆိုအဲ့ဒီမှာမိန်တပ်မထစ်ဖြေလိုက်တဲ့စကားကဒီဟောနိုင်ငံသူနိုင်ငံသားတို့ကမွေးဖွားလာတဲ့ကလေးတွေကဟောဒီသာသနာထေသို့ဝင် သာသနာ့ဒီမှာမြတ်စွာဘုရားလဲစင်္ဃဝါကာလပန်ဟောကြားအပ်သောဓမ္မဝိညာဉ်ဆိုတဲ့ဒီအဆုံးအမတွေကိုယ်တိုင်လည်းတတ်အောင်တဲ့သူများကိုလည်းပြန်လေးပို့ချနိုင်တဲ့အချိန်ကြမှာသာပြန်သီဟောနိုင်ငံမှာသာသနာအမြင့်ဆင်းတယ်လို့သတ်မှတ်ရမယ်ဒီကြမှာစိတ်ချမယ်မဟုတ်ဆိုရင်ပြစ်စစ်တခုခုံပေါ်မှာတင်ထားတော့ပဲအရှင်မြင့်လွှဲသွားနိုင်တယ်ဘာသာတခြားမိစ္ဆာဝါဒဒီဟူသောအယူဝါဒတခုဝင်ရောက်လာပြီဟဲ့ဆိုရင်တော့ ဒါတွေကိုဖယားဟောဖို့ပါဠိဒါရတိကထောက်စာပြီးမှဒါတွေကဓမ္မဝါဒဒါကအဓမ္မဝါဒရေလို့တိတိကျကျဆုံးဖြတ်နေလို့ဆိုတာကအခုလို့ပို့ချသူတန်ယူသူဆိုတဲ့ပရိယတိသာသနာခန့်ကန်တာမရှိဘူးဆိုရင်အရှင်မေရွအဲ့ဒီနေရာမှာသာသနာကိုပြပွားနိုင်ပါတယ်ဒီအဆုံးကဩဝါဒလေးတွေတိမ်မဲတာသဘောကျမှန်းလို့ဒါကြောင့်တပည့်တော်တို့နိုင်ငံမှာလေကျန်တဲ့အခန့်ကန်တာတွေဘယ်လောက်ပဲကြီးပွားကြီးပွားဘယ်လောက်ပဲပုံကြီးတဲ့ပုဂ္ဂိုလ်ပေါ်ပေါ် စာသင်စာရှာဆိုတဲ့အရှင်ပြတော်တပည့်တော်တို့မျိုးဆက်သိတဲ့မွေးပြီးတော့ပရိယတ်ဒီသာသနာလုံငန်းမရှင်ပန်ဘူးဆိုရင်သာသနာပါလေအမြင့်ဆွေးပြီးပုတ်သွားပြီဒါကြောင့်သာသနာအမြင့်မဆွေးအောင်နင်းနေလောက်မြိတ်တူနေရလေပဲဆရာရတကရောဥပောင်းပြီးတော့အဲ့ဒါမှအမြင့်ရှိလာအောင်ပါလေကို့မှာရှိတော့ကိုယ်ပဲအသေးဖြင့်ကျိုးစာအထုတ်ပေးကြပါလို့နော်ဆုံးမဩဝါဒပေးရတပည့်တို့ရဲ့ဩဝါဒအများနဲ့ပဲနေကုန်ကံပါဆုံးသတ်ပါပြိတ္တပေါင်းသူတို့ကောင်းတို့ salvatus. Ah, ah, ah.